ကံကောင်းခြင်းလင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်ရမယ်စိတ်ဓာတ်ပြင်ရမယ်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍာမှာကောင်းတဲ့ကံဆိုတာဟာကောင်းရချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာ ကောင်းတဲ့အပြစ်ကင်းပြီး ကောင်းရချမ်းသာတွေကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်။လောကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆို။ စီပါဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမပြောကြ good luck ဆိုဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲ ကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါ်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်စားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာသိုးချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်ဖြစ်တယ် ဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လူတွေဆိုတာမမေ့ဖို့ပေါ့နော်မမေ့ဖို့အဲ့တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံမှာဟောထားပုံလေးကိုကြည့်ကံကောင်းတယ်ဆိုတာကုသနာမှာကုသတရားတွေဖြစ်မှာကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင်အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ကုသတရားတဲ့အဲ့ဒီကုသတရား ကိုယ်တဏ္ဍမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်စိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြတတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမှန်တမ်းမများအဲ့တော့ စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်မြတ်စွာဘုရားရဲ့အဆုံးအမအပေါ်တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှု စိတ်ဝင်စားမှု ਨੇ ပါရဟုအတ္တထရတရားကိမဲ့ခြင်းလို့ဆိုဆိုရလို့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလောက်ချင်မှလုံးမလို့ စိတ်ဝင်စားဘူး။ပန်းလဲဖို့လည်းစိတ်ဝင်စားဘူး။ဥပုံတွေဥပုံဆောင်ဖို့လည်းစိတ်ဝင်စားဘူး။မနဲ့ထားတန်ခါတွေဆုံးလောက်ဖို့ဆိုစိတ်ဝင်စားဘူး။အဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအောင်အဲ့ဒါအတ္တထလို့ခေါ်တယ်။အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်ဝင်စားဖို့ဆိုရင်ကံမကောင်းဘူးတဲ့။ဒါကြောင့်ကံမကောင်းစေတတ်တဲ့ စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင် လုပ်ပါဘယ်ဆရာတော်တရားဟောဟောရသော်ပြားတရားတွေကပဲဟောကြမှာပဲဖြစ်တယ်။သွားပြီးတော့တရားနာပါ နာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ် ရေရမောရလို့ဆိုတဲ့အတွေ့တွေနဲ့မတွေ့ပါနဲ့။ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေ။တရားနာတယ်ဆိုတာဘာအတွက်နာအသိဉာဏ်ရဖို့နာတာ။အနုဘုဆို၎င်းအညောင်းခံပြီးဘလုံးလာငုတ်တုတ်ထိုင်မလို့အသိဉာဏ်ရမှတန်ဖိုးရှိတော့ဘော။ဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့သရတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာ ကိုယ်စိတ်ထဲမှာယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုတဲ့စိတ်သဘောဓာတ်ကို ပြင်လိုက်ပါမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ် မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီအလောက်ဟာငါလိုလူမလောက်ဘူးဆိုပြီးတော့ရွမုံနေဆိုတဲ့ဟိရီစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမောထလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကို ခရီးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပ ပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မေးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မိမိတောက်ထဲကို ခုံဆင်းတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမိလောင်တာခံရတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့အတွက်ကြောင့်သက်ဆုံးသွားတယ်အေးမကောင်းမှုလုပ်ရမှာမကြောက်ဘူးပဝန်းကျင်ကိုဂရုမစိုက်ဘူး I don't care ဆိုတဲ့လူတွေပေါ့နော်ဘသူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ့်ပဝန်းကျင်ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါတဲ့ပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်စွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်စွဲတယ်ဆိုတော့ဘယ်လိုစွဲလဲဆိုစောပါသေးတယ် စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟောယာတိဥရုကအေးလို့ရှင်လဲယာတိဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လုတ်ပဲလုတ်လို့ကိုကစောစီစီရအောင်လုတ်ပြီးတော့ကိုလုတ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရအောင်နော်အဲ့လိုလုတ်လုတ်တဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေအလူပွဲတပွဲလူတယောက်ရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လုတ်စရာတွေတွေ့တော့ဟာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆာနေသေးတယ်ဆိုဟုတ်ထင်ပြီသူထမင်းကြွေးကြထမင်းဆာပြီးတဲ့အခါအာလှုပ်เสียရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်နေကြဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းဆာတော့ကလည်းဆာလို့လို့အကြောင်းပြထမင်းဆာပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရည်ခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားလေးကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအာထုံပဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လိုတယ် အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေเนาะကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလောတဲ့